ားလုံးမင်္ဂလာပါတိုင်းနေတဲ့ main youtube channel နေပြီးတော့အားလုံးကြိုးစားပါလေဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့ Brentford အင်ဝင်းမှာ4-3ဆိုတဲ့ result နဲ့ကျွန်တော်တို့ရှုံးသွားတယ်ပေါ့နော်ဆိုတော့အခုလက်ရှိအနေအထားမှာဆိုလို့ရှိရင်တော့ Brentford ကတော့ဒီပွဲနိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အဆင့်6ကိုကျွန်တော်ရောက်သွားပြီး50အမှတ်နဲ့ပေါ့နော်အဆင့်6ကြီးကျွန်တော်ရောက်သွားပြီးဥရောပမျိုးလင်းခွင့်ပါညာဆိုတော့အထက်သူတို့ top 10နဲ့တော့သူတို့ဝင်သွားပြီပေါ့နော်ဒါသူတို့လိုချင်တဲ့အနေအထားမျိုးကျွန်တော် handicap မှာလည်းကျွန်တော်ပြောခဲ့တယ်ဒီဒါဒီ handicap ကဒါ Brentford အတွက်တော်တော်လေးကျွန်တော်တို့ဒီပေါ့နော်ဟိုအားသာတဲ့ handicap မျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ဒီ Brentford နိုင်လောက်မဲ့အနေထားတခုရှိတယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်တကိုးကွာလောက်ပဲကျွန်တော်ကထင်ထားတာပါနော်အခုလဲကျွန်တော်တို့ဒီတကိုးကွာပဲဖြစ်သွားတယ်ပေါ့နော်ဆိုတော့တကယ်တကယ်တမ်းကျွန်တော်တို့ဒီ4-1ဆိုတဲ့အနေထားနေပြီးတော့ကျွန်တော်တို့ဒီ4-3ထိကျွန်တော်တို့ပြန်လာနိုင်တဲ့အခြေအနေမျိုးထိကျွန်တော်တို့ရှိခဲ့တာဆိုတော့ဒါကျွန်တော်တို့ဒီအသင်းရဲ့ကျွန်တော်တို့ဒီတိုက်စစ်လဲကျွန်တော်တို့900ရတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအာဒီ result အရာကြည့်မယ်ဆိုလို့ရှိရင်လဲကျွန်တော်တို့ဒီပေါ့နော်ဟိုအရင်ကျွန်တော်တို့ဒီအာဒီ အချက်တကွဲအကျိုးနဲ့အဲ့လိုမျိုးရောမဟုတ်ဘူးပေါ့နော်43ဆိုတော့ကက်ရှုံးရုံတော့လေးပဲဆိုတော့ခံတာလေးလို့ကျွန်တော်တို့အများကြီးပြောလို့ရပါတယ်ဆိုတော့ဒီပွဲမှာကျွန်တော်တို့ဒီ Amrin ကတော့အချိန်နှောင်းနေကျွန်တော်အများကြီးလုတ်ခဲ့တယ်အဲချီတိုအူဘီလိုကစားသမားမျိုးလေးကိုကျွန်တော်တို့ဒီပွဲထွက်လူစင်းမှာကျွန်တော်ပွဲထွက်လာပြီးတော့မိနစ်60အပြည့်ဂျီရိုဘီကိုကျွန်တော်တို့တုံးသွားတယ်။နယူနံပါတ်10မှာကာနာချိုမီဆန်မောက်ကျွန်တော်တုံးသွားတယ်။ဝင်းဘက်မှာဟယ်ရီယာမန့်စ်နဲ့ပက်ထရစ်ဒိုဂူ ကွင်းလယ်မှာဆိုလို့ရှိရင်ခွန်ပြည်မိန်းနူးနဲ့ကျွန်တော်တို့ဒီဥကန်တီးကိုကျွန်တော်တို့ပွဲထွက်လာတယ်ပြီးတော့ကျွန်တော်တို့ဒီခန်စစ်မှာဆိုလို့ရှိရင်လူရှော့ဒီလစ်နဲ့အဲဒီတိုင်လာဖရက်ဒရစ်ဆင်ကျွန်တော်ထွက်လာတယ်တိုင်လာဖရက်ဒရစ်ဆင်ကိုကျွန်တော်တို့ဒီ right center back နေရာမှာထားပြီးတော့ဆော့တယ်ပထမပွဲဒီဘုံမောင်းနဲ့ပွဲတုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ဒီ left center back မှာသူ့ကိုထားတယ်အဲမဲ့ဒီနေ့ပွဲမှာတော့ကျွန်တော် right center back မှာတွေ့ရတယ်ဗောနဘူသမားလည်းကျွန်တော်ပြောင်းလဲလုပ်လာတယ်ဆိုတော့အွန်နာနာနေရာမှာကျွန်တော်ပြင်နေတာကျွန်တော်ထည့်လာတဲ့အချိန်မျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ဒီနေ့ဒီပွဲလုံးမှာကျွန်တော်တို့ဒီ အားနည်းတဲ့အရာကိုကျွန်တော်ပြပါဆိုလို့ရှိရင်တော့ကျွန်တော်ခံစစ် ကိုသမားဒါကိုပဲကျွန်တော်ပြောရမှာပေါ့နော်ကိုသမားဆိုလို့ရှိရင်လည်းတကယ်တကယ်တမ်းပေါ့နော်ဒီတကယ်စီခဲ့တဲ့အဲဘယင်သားရဲ့အလုံးတချို့တည်းကျွန်တော်ရှိပါတယ်ဆိုတော့စီခဲ့တဲ့အလုံးနေနဲ့ဒီမှားခဲ့တာနေပြန်ချိန်မယ်ဆိုလို့ရှိရင်တော့ဘယင်သားကကျွန်တော် decent performance လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဟိုပေးလိုက်တဲ့ဂိုးတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီဘယင်သားလုံနိုင်တဲ့ကိစ္စကတိတ်ပြီးတော့ဘာမှမြင်မြန်ဆန်းဆန်းမရှိဘူးရယ်ဆိုတော့ဒီတကြောင်မလို့ဘယင်သားကကျွန်တော် decent လို့ကျွန်တော်ပြောလို့ရတယ်အရင်ကြီးဆိုတာမျိုးတော့မဟုတ်ဘူးပေါ့နော်အဲမဲ့ကျွန်တော်ဒီ cancer တန်းမှာကတော်တော်လေးကျွန်တော်ဒီအတွဲဖက်မမိကြအောင်ကျွန်တော်မြင်နိုင်တယ်ဆိုတော့ဒီ လက်ကလည်းကျွန်တော်ပွဲမကစားရတာကြာတိုင်းတာတစ်ခုဒီလောက်တော့ကျွန်တော်ကြာသွားပြီနေသားမှာသူ injury ရတယ် injury ရပြီးတော့ကျွန်တော်ဒီအသင်းနဲ့ဒီ Monday လောက်ကမှ training ကျွန်တော်ပြန်ဆင်းနိုင်တဲ့အချိန်မျိုးမှာအဲ training ပြန်ဆင်းတယ်ပြီးတော့ B bound နဲ့ပွဲမှာမိနစ်တချို့ဝင်ကစားတယ်အခုလက်ရှိကျွန်တော်ဒီအဲဒီ Brentford နဲ့ပွဲမှာပွဲထွက်လူစင်းမှာပါလာတယ်ဒါပေမဲ့လည်းပဲကျွန်တော်ဒီ night watch ကြော်ကြော်လောက်မှနေမယ်ဒဏ်ရာပြန်ရသွားတယ်ဆိုတော့ဒဏ်ရာပြန်ရသွားပြီးတော့ အခုလက်ရှိကျွန်တော်တို့ဒီတန်ရဘလူးချင်းနေရှိလဲတော့ကျွန်တော်တို့မသိရသေးဘူးအဲဒါပေမဲ့ကျွန်တော်စိုးရိမ်တာကဒီဘောနော်အရင်ဖြစ်ခဲ့တဲ့တန်ရအပေါ်မှာကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့ဒန်ရပြန်ရလာပါတော့ဒါ ਉਹ ပဲကျွန်တော်စိုးရိမ်နေဒန်ရအစ်စ်ဆိုရင်သိပ္ပတနာမရှိဘူးဥပမာထားပါတော့ကျွန်တော်တို့ဒီအဲဒီဘောနော injury တစ်ခုရလိုက်တယ်ဆိုပါလို့ calf injury ဘောနော calf injury က okay ကျွန်တော်ဒီနှလားတော့နားရမယ်ဆိုလို့ရှိရင်အဲဒီ okay နှလားနားပြီးတော့ကျွန်တော် recovery လုပ်ပြီးတော့ကျွန်တော်ပြန်လာပြီ ပွဲလည်းပြန်ကစားပြီဆိုတဲ့အခြေအနေမျိုးမှာထပ်ပြီးတော့အဲ့ gas injury ကိုပြန်ရရင်ဆိုလို့ရှိရင်ပုံမှန်2လနားတာနေပြီးတော့ကျွန်တော်တို့ဒီ3လနော် point မပြောကောင်းပြောကောင်းကျွန်တော်4လလောက်ထိကျွန်တော်တို့ဖြစ်သွားတဲ့အခြေအနေမျိုးတွေကျွန်တော်ရှိတယ်ဆိုတော့ဒါကအာဒါတော်တော်လေးအခြေအနေဆိုးပါတယ်အခုလက်ရှိကျွန်တော်တို့ဒီပြန်ကစားလာမှာဘလောက်မှမကြသေးဘူးတန်ရပြန်ရသွားပြီဆိုတော့ဒီ list တော့ကတော့တော်တော်ကိုကျွန်တော်စိုးရင်ကြအခြေအနေပဲအဲသူတို့ဒီ united ဘက်ကနေပြီးတော့ assessment တွေကျွန်တော်လုပ်ပါနေအောင်မယ်အဲဘီဘောင်နဲ့ပွဲသတင်းစာရှင်းလင်းပွဲလောက်ကြမှာ ဒီ link နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိရလိမ့်မယ်လို့ကျွန်တော်တို့ဒီကြားထဲမှာတကယ်လို့ကျွန်တော်တို့ဒီ update ရရဆိုလို့ရှင်လဲကျွန်တော်တင်ပေးပါအောင်ပေါ့နော်ဆိုတော့ဒီ link ကတော့ကျွန်တော်တို့ပွဲရနေတကယ်ကိုကျွန်တော်ထောင်းနေထောင်းနေနဲ့ကျွန်တော်ထွက်သွားတဲ့အချိန်လေးပဲဖြစ်တယ်ဒီ brand food ကစားသမားနဲ့ထိခိုက်မိပြီးတော့သူတန်ရရသွားတယ်ဆိုတော့သူ့နေရာမှာကျွန်တော်တို့ခေါင်းဝင်ကစားနေ ဆိုတော့ကျွန်တော်ဒီကန်စစ်တန်းမှာနောက်ထပ်ပြောစရာကလူရှော့ပေါ့နော်လူရှော့ကတော်တော်အဆင်မပြေဘူးပေါ့နော်လူရှော့ကျွန်တော်ဒီအတက်အစင်းနေမမှန်ဘူးเนาะတက်သွားတယ်တက်သွားလို့ရှိရင်နောက်မှာကျွန်တော်ဒီဟောင်းလောင်းကြိုကျန်နေတယ်ပြန်ဆင်းရင်လုံးဝမမိဘူးတစ်ခါကကျွန်တော်ဒီပေါ့နော်အဲဒီ transition နေမှာအရန်အောင်ကောင်းတယ်ဒီဘွယ်မိုလို့လူကစားသမားတွေအဲ့ဘက်ချမ်းမှာကျွန်တော်ရှိတယ်ဘွယ်မိုလို့ knock out တို့ damn skat တို့ရဲ့အဲဒီပေါ့နော်ကျွန်တော်ဒီ pace တွေကိုလုံးဝကျွန်တော်မရှင်းနိုင်ဘူးလို့ပြောရပါမယ်။ဆိုတော့လူရှော့ကျွန်တော်ပွဲမကစားတာကြာတဲ့အပြင်ကိုအခုလက်ရှိနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်ဒီပေါ့နော်သူ့ကိုထည့်ကစားနိုင်မှာအဲဒီပေါ့နော်ဟိုး Emery ဆက်ရောက်တော့ဆိုလို့ရှိရင်သူတော်တော်အဆင်ပြေတာဒါပေမဲ့အခုလက်ရှိ injury ရပြင်းရသွားပြီးတော့နောက်ပိုင်းကျွန်တော်အခုလက်ရှိပြန်ကစားတဲ့ပွဲတွေမှာဘယ်ပွဲမှာတော့အဆင်ပြေတာမတွေ့သေးဘူး။ဆိုတော့လူရှော့ကဒီနေ့ပွဲမှာကျွန်တော်တော်တော်လေးဆိုရသူကြောင့်လည်းကျွန်တော်တို့ဒီအုံကိုမှန်းမ်းပြောအုံကိုကြီးပဲကို2-6လောက်ခွင့်ပြုရမယ်အခြေအနေမျိုးမှာရှိတယ်။ပွဲစပြီးတိတ်မကြဘူးကျွန်တော်တို့ဒီ ဘေဂျန်းကနေပြီးတော့ Brandford ဘက်ကနေကျော် cross တင်လိုက်တဲ့ဟာကိုကိုသမောင်းပြန်ချပေးတာလေကိုသမောင်းပြန်ချပေးရတယ်အမှန်ငံဒလိုကြီးလူကြီးဖြတ်လိုက်ပါတယ်ကြည့်အောင်ဟိုဂိုးတဲကိုသွားလာအမှန်တော့ဘောလုံးအောင်ဖွင့်ပြီးတော့ကျွန်တော်ဘေးကိုထွက်သွားလို့ကန်ကောင်းသွားတာဆိုတော့ပြီးတော့လေဆရာသမားကျွန်တော်နောက်တစ်လုံးနောက်တစ်လုံးကျွန်တော်ဒီပေါ့နော်ဒီ flat volley ဒါသူ့အမှန်တော့မပါပါဘူးဒီတော့ counter လေးဒါသူ့အမှန်ပြီးတော့ဂိုးတဲဝင်သွားဆိုတော့သူ့အမှန်တော့မပါဘူးပေါ့နော်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ဒီနေ့ပွဲမှာ loose shot တော်တော်လေးအချင်းကြီးစိုးတယ်အဲဒီ frustration ကတော့ဒီနေ့ပွဲကျွန်တော်ဒီပေါ့နော် အဲဒီအစောပိုင်းအနေထားနေမှာတော့အရင်ဟိုမဆိုးဘူးပေါ့နော်အဆင်ပြေတယ်လို့ကျွန်တော်တို့နေလို့ရပါပဲပြီးခဲ့တဲ့ဒီဘုံဘောင်းတဲ့ပွဲမှာဗေချမ်းမှာကစားရတော့တော့သူအဆင်ပြေတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ဒီပွဲမှာဒီတစ်ဖက်ကကျွန်တော်ပါလဲဒီပေါ့နော်ဟိုရှာတာကိုသူမနိုင်ဘူးပေါ့နော်ကေဗင်ရှာတာကိုသူမနိုင်ဘူးအာဒီရှာတာဘက်ကတော့ရှော့ဆိုသူလို့ကျွန်တော်ဖောက်တယ်အဲ့ဘက်ကနေပဲဒီကမ်ရှာလာဆိုလို့ရှိရင်ဒီနေ့ပွဲမှာသူ2900ကျော်ရခဲ့တယ်ဆိုတော့ Fredrickson အဆင်မပြေဘူးလို့ပဲကျွန်တော်ပြောရမှာပေါ့နော်ဒီညာချမ်းမှာသူ သူကကျွန်တော်တို့ဘယ်တန်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ပေါက်မှာကစားတာပို့ပြီးတော့အဲကောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အဲဘယ်ပေါက်မှာလဲကျွန်တော်ပို့ပြီးတော့ညင်နဲ့ကျွန်တော် display ကိုကျွန်တော်မြင်ရတယ်ပေါ့နော်။ပြီးခဲ့တဲ့ဘုံဘောင်းနဲ့ပွဲမှာဆိုလို့ရှိရင်အဲဒီ Ferrisin တော်တော်လေးကောင်းတယ်ပေါ့နော်။အဲဒီဟုတ်ပါဘူး။ပြီးခဲ့တဲ့ဘုံဘောင်းနဲ့ပွဲမှာဟုတ်ကွာ။ဟိုမှာထင်တယ်။ Uva Hanan နဲ့ပွဲထင်တယ်။အဲ့ပွဲမှာဆိုလို့ရှိရင်ဒီ Ferrisin တော်တော်လေးကောင်းတယ်ပေါ့နော်။ ဆိုတော့ကန်စတန်တော်တော်လေးချင်းနေဆိုခဲ့ဒါမှမဟုတ်ကျွန်တော်ကွင်းနဲ့ဘူကာဒီလိုလည်းဒီနေ့ပွဲတော်တော်လေးကောင်းတယ်မေနူကျွန်တော်အချိန်ဆက်တွေအများကြီးလုပ်နိုင်တယ်ဘောလုံးအပြတ်တော့နည်းနည်းတော့ကျွန်တော်ရှိတယ်ဟယ်ရီယာမတ်စ်လည်းဒီနေ့ပွဲမှာကျွန်တော်အရင်ကောင်းနေရမျိုးမဟုတ်ပါဘူးဒီအတူပချန်ကျွန်တော်ပွဲမူလို့ပါလို့ရှိနေရဆိုတော့စင်မပြေဘူးလို့ပဲကျွန်တော်ပြောမှာပါနော်ဒီနေ့ပွဲကျွန်တော်ကာနာချိုတော်တော်လေးသဘောကျတယ်အဲသူသူစီကကျွန်တော်ဒီပါနော်သူစီကနေပြီးတော့ကျွန်တော်တို့ဒီတကယ် တကယ်ပေါက်ကွဲရပြင်းတဲ့ကျွန်တော်တိုက်စစ်ကစားဟန်တချို့ကျွန်တော်တို့မြင်ရတယ်တကယ် explosive ဖြစ်တဲ့အဲတိုက်ပြိုးကျွန်တော်တို့မြင်ရတယ်ဆိုတော့ဒါကကျွန်တော်တို့ဒီပွဲတစ်ပွဲကိုကျွန်တော်တို့ဒီဗောနော်အနိုင်နိုင်မနိုင်နိုင်တန်ထားဗောနော်ဂိုးတွေသွင်းဖို့အတွက်တကယ်ကိုကျွန်တော်တို့စာလောင်နေတဲ့ပုံစံမျိုးကိုကျွန်တော်မြင်ရတယ်เนาะဒီဒီတကယ်တကယ်ကျွန်တော်တိုက်စစ်ကိုကျွန်တော်တို့ဒီဗောနော် threat ဖြစ်စေမဲ့အနေထားကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ချီတိုရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမစ္စမောင်ရဲ့ကာနာချိုရဲ့ဒီ၃ယောက်မှာ ိုက်စစ်မှာကျွန်တော်တို့တကယ် threat ဖြစ်နေတာကကာနာချိုလို့ပဲကျွန်တော်တို့ပြောရမှာပဲကာနာချိုတောက်လျှောက်အိုက်ဘချန်နေဘဲချန်နေပြီးတောက်လျှောက်ဆိုဆိုကျွန်တော်တို့အတိုးပေးတယ်ယုံပေးတယ်ပြီးရှင်ခန်းစစ်တွေလည်းသူစင်းကူလာမျိုးကြီးကျွန်တော်ရှိတယ်နော်ဒီတကြောင်မျိုးဒီနေ့ပွဲမှာကျွန်တော်ကာနာချိုတော့တော်တော်လေးသဘောကျတယ်ဗောနော်ဒီပွဲမှာဒီတွင်းကိုတကူလည်းသူရားခဲ့တာဖြစ်သလိုဖန်တီးမှုလည်းတကယ်ကောင်းတဲ့ကျွန်တော်ဖန်တီးမှုလည်းမီဆမောင်းအတွက်သူဖန်တီးပေးနိုင်ခဲ့တယ်ဗောနော်ဆိုတော့အမှန်ဆိုလို့ရှင်ကာနာချိုဒီနေ့ပွဲနှစ်ဂိုးလောက်ရရမယ်ခြေနေမျိုးရှိတယ်မီဆမောင်းဖန်တီးပြီးတဲ့အလုံးဆိုရင်လုံးဝကျွန်တော် တော့ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲတက်ပင်လို့တော့ကျွန်တော်ပြောလို့မရဘူးနော်တက်ပင်လို့တော့ပြောလို့မရဘူးဒါပေမဲ့အဲထိကျက်တာကျွန်တော်တို့မှန်ခဲ့မယ်ဆိုလို့ရှိရင်ကိုးသွားနိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်ရှိတယ်ဒါပေမဲ့ဆရာသမားလွဲတယ်ထုံးစံနိုင်မယ်ဆိုတော့တကိုးသွင်းတကိုးဖန်နေတယ်လောက်ပဲပေါ့နော်ဆိုတော့ဒီနေ့ပွဲမေဆန်မောင်ကိုးရတယ်ဒါကျွန်တော် positive ဆောင်းတဲ့ချက်ဒါအပြင်ကျွန်တော်ဒုတိယပိုင်းမှာဝင်လာတဲ့အာမက်ဒီယာလူလေးကျွန်တော်ကိုးရတယ်ဒါကျွန်တော် positive ဆောင်းတဲ့ချက်ပါပဲဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်အစိုးရကျွန်တော်ပြောပါနေအဲကျွန်တော်တို့ကတော့ကျွန်တော်ပြည်သက်တွေကြားထဲမှာဒီ ဒါနဲ့ပတ်သက်ပြီးတော့ဘသူဘသူမှကျွန်တော်အပြစ်ပြောနေကြတော့မလို့ဘူးဘာဖြစ်လို့ဆိုတော့အဲဒီပရီးမီးယားလီးဂ်ကကျွန်တော်တို့ကဘာမှအထိပ္ပယ်မရှိတော့ကျွန်တော်တို့အထိပ္ပယ်ရှိတာဒီယူရိုပါလိမှာကျွန်တော်တို့ရဲ့တကယ်ကျွန်တော်တို့ဒီဆက်မှန်းမယ်အိမ်မကယူရိုပါလိမှာယူရိုပါလိရှားဖို့လုံးဝအရေးကြီးတယ်ဆိုတော့ဒီပွဲ result ကကျွန်တော်တို့ဘယ်လိုပဲဖြစ်နေပါစေကျွန်တော်ကဂူးပြက်ကြီးရှုံးသွားလဲကျွန်တော်တို့ကတိတ်ပြီးတော့ပြဿနာမရှိဘူးဘာလို့လဲဆိုတော့အဲအဲ့လိုမျိုးကျွန်တော်ခံယူထားတယ်ပေါ့နော်ဆိုတော့ဒါမဲ့ဒါမဲ့ကျွန်တော်တို့ဒီကို အကူရီးယားကလိုခံယူထားတာဒီတကယ်တကယ်ကျွန်တော်ဒီ United ကစားသမားဖြစ်နေပြီဆိုလို့ရှိရင်ဒီလိုခံယူနေလို့မရဘူးပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်အတက်နိုင်ဆုံးအတက်နိုင်ဆုံးအကောင်းဆုံးကျွန်တော်တို့ဒီအဲဒီပေါ့နော်ပြန်ပြီးတော့ခြေပါရမယ်ပေါ့နော်ဆိုတော့ကိုရီးယားကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအာဒီ slim minute မှာမီဆမောက်ဦးဆောင်ကိုရတယ်ပြီးတော့ကျွန်တော်လူရှော့ရဲ့အုံကိုပေးရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနောက်ထပ်ကျွန်တော်ဒီ Kevin Kevin Shada ရဲ့ကျွန်တော်တို့ဒီနောက်တစ်ခုကျွန်တော်ပေးရတယ်เนาะအာဒီအဲ့အလုံးဆိုလို့ရှိရင်ဗျာအမှန်တမ်းပြောရင်ဒီ ဒီလက်ကျွန်တော်နားနေတယ်လဲနေတယ်အကုန်လုံးကျွန်တော်လက်ညှိုးတွေထိုးနေတယ် Brandford ကကစားသမားရဲ့အစားဒိုင်းကိုကျွန်တော်တို့တကြည်ကြည်လောက်နေတယ်နော်ဒိုင်းကျွန်တော်တို့ဒီပွဲရက်ခိုင်းမလားပေါ့နော်ကြည်နေသေးတယ်ဒါပေမဲ့မရက်ခိုင်းတဲ့အနေထားမှာသူတို့ကဆက်ပြီးတော့ play ကိုယ်ကောင်တွေကမျောနေပြီဆိုတော့နော်အဲ့တော့ဒီ Kevin Shader ကအမှဒီ Fredrickson ကလည်းသူမမှီတော့ဘူးပေါ့နော် Fredrickson သူမမှီတော့အဲ့မှာကျွန်တော်ခေါင်းတိုက်ပြီးတော့အဲဒီအနိုင်ကိုကျွန်တော်ပြန်သွင်းတယ်အမှ2-1ကျွန်တော်တို့2-1နဲ့ပွဲပြီးသွားတယ်ပေါ့နော်35မိနစ်မှာဒီလစ်နာတယ်မကွိုင်းကကျွန်တော်ဝင်လာတယ် တော့ဒုတိယပိုင်းစတာနဲ့ကျွန်တော်ဒီ patrick တို့ထုတ်တယ်အာမတ်ကျွန်တော်ဝင်လာတယ်ပြီးရင် lucio ထုတ်တယ် euro ဝင်တယ်ပေါ့နော်ဆိုတော့ lucio အဆင်မပြေဘူးပြန်သိလား lucio အဆင်မပြေဘူးကျွန်တော် euro ဝင်လာတယ်အဲ့နောက်ပိုင်းမှာကျွန်တော်ခန်းစစ်ကပြောမယ်ဆိုလို့ရှိရင်ဘလို့မှကျွန်တော်ဒီအဖက်ဆယ်လို့မရတော့ပေါ့နော်အဖက်ဆယ်လို့မရတော့တဲ့အခြေအနေမျိုးကျွန်တော်ဖြစ်သွားပြီဆိုတော့ဒါအပြင်ကျွန်တော်ကွင်းလယ်မှာဆိုလို့ရှိရင်လည်းကျွန်တော် mission mount ကိုကျွန်တော်58မြင်းမှာထုတ်တယ် everything ကျွန်တော်ထည့်လိုက်တယ်ဆိုတော့ everything ထည့်နေနေရမှာတော့ကျွန်တော်တော်တော်လေးသဘောကျတယ်အဲဘာဖြစ်လို့ဆိုတော့ အဂါနာချူသူဘာလောက်ချင်နေလဲဆိုတာကိုကျွန်တော်တို့ဟိုပွဲကြည့်ရင်တော့မြင်ရတယ်သူကကျွန်တော်ပြောမယ်ဆိုလို့သူက transition နေမှာအရင်ကောင်းတဲ့အဲဒုတိယပေါ့နော် behind the run နေမှာတိတ်ကောင်းတဲ့ကစားသမားတစ်ယောက်ကျွန်တော်ဖြစ်တယ်အသင်းရဲ့တူဒီတော့ကျွန်တော် transition လုံနိုင်တဲ့အဲဒီပေါ့နော်တိုက်စစ်ကစားသမားကျွန်တော်ဖြစ်တယ်ဆိုတော့သူက transition တွေကိုကျွန်တော်စောင့်နေဒါပေမဲ့ Mesa Mount တို့ Ugandi တို့ဆီကနေဒီလို transition အတွက်ကျွန်တော်တို့ဒီ key pass တွေလုံးဝမထွက်ဘူးဆိုတော့ Bruno လည်းကျွန်တော်တို့ဒီမတုံးဆိုတဲ့အခြေအနေမျိုးမှာ နော်ဘလူးနိုလည်းလုံးဝအနားပေးထားခြင်းတဲ့ဒီဇိုင်းလေးမျိုးမှာကျွန်တော် everything ကိုထည့်လိုက်တယ်ဆိုတော့ everything ဝင်လာပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒီဘာလို့ pressing မှာကျွန်တော်တို့ကြာသွားပြီ pressing ကြာသွားရင်ဒီထားမှာအဲဒီတစ်ဖက်ကကျွန်တော်ဘောလုံးအမှန်ငယ်ကင်ပြီးတော့တောက်လျှောက်ဆိုဆိုလို့ကျွန်တော်တိုင်းစစ်ကဆင်းတော့တာဆိုတော့ဒီလိုခြေနေမျိုးမှာကျွန်တော် on the ball မှာ everything ကတော့ကျွန်တော်ထုံးစံနိုင်မယ် on the ball မှာကျွန်တော်တို့တော်တော်လေးကောင်းမယ်ဒါပေမဲ့ off the ball ဆိုရင်တိုင်ဘက်ဒီလိုပုံစံမျိုးပေါ့နော်ကျွန်တော် bridge ယူလိုက်တဲ့သဘောလို့ကျွန်တော်ကတော့ယူဆပါတယ်နေထားမှာ ဒီလို risk ယူလိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကွင်းထဲမှာအသာသေးမြင်ရတော့မယ်နဲ့တောက်လျှောက်ဆိုသလိုကျွန်တော်တို့ဂိုးတွေဖွင့်ပြပါတယ်เนาะအဲဒီ minute 80မှာကျွန်တော်တို့3-1ဖြစ်တယ်84 minute မှာဘာမှမကြောက်ဘူး4-1ကျွန်တော်ဖြစ်တယ်ဆိုတော့4-1ဆိုတဲ့ result အနေထားမှာတစ်ခါကကျွန်တော် Thomas Brand ကသူ့ရဲ့ကစားသမားတွေကိုကျွန်တော်တို့ပြတ်သွားသွားပြီပေါ့နော်ရာသက်ကရာသက်ကပြတ်သွားသွားပြီ3-9တိုင်ကြီးဆိုတော့အဲတော်တော်များများကိုကျွန်တော်အနာပေးလိုက်တယ်ပေါ့နော် နောက်ကွင်းလေရကျွန်တော် dance cat တို့ပြီးလို့ရှိရင်ကျွန်တော်ဒီအဲဒီအစွန်ကစားသမားဖြစ်တဲ့ Louis Porter အကုန်လုံးကိုကျွန်တော်အနားပေးလိုက်ပြီပေါ့နော်ဆိုတော့ဒီလိုအခြေအနေမျိုးမှာအသေးမက်ကကျွန်တော်တို့ဖိပြီးတော့ကျွန်တော်တိုက်ဆစ်ဆင်လာတယ်ကျွန်တော်တို့ဒီကာနာချူ Christian Eriksen နဲ့ကျွန်တော်တွဲလုံးကနေပြီးတော့ကာနာချူတကယ်ကောင်းတဲ့ goal ကိုကျွန်တော်တွင်းသွားတယ်ပြီးတော့ကျွန်တော်ဒီ65မိနစ်မှာ Ahmed Diallo ကကျွန်တော်တကူတော့ကျွန်တော်တို့ခြေစွမ်းပြပြီးတော့ကိုသမားပေါင်ကြရတယ်တွင်းသွားတယ်ဆိုတော့4-3ဆိုရယ်ပါဇက်အရင်တော့ကျွန်တော်ပြတ်သားမသွားဖြစ်တဲ့တကြောင်မလို့အဲဒီပေါ့နော်ကျွန်တော်အနေနဲ့ကတော့လုံးဝကျွန်တော်ဒီ အကုန်လုံးမဲ့ကျွန်တော်ထွက်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ဘာလို့လဲဆိုတော့ဒီဘွဲကျွန်တော်နိုင်မယ်လို့လုံးဝမထင်ထားလို့ပါ။ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာနိုင်စရာကျွန်တော်တို့ဒီခံယူချက်မျိုးဘာမှမရှိဘူး။ဒါပေမဲ့ Brandford မှာကနိုင်စရာခံယူချက်မျိုးကျွန်တော်ရှိတယ်။ဒီဘွဲနိုင်လိုက်လို့ရှိရင်တို့ top 10နဲ့ဝင်မယ်။ top 10နဲ့ဝင်တဲ့ကြောင့်မို့သူတို့အသင်းဝင်ဝင်ကောင်းမယ်။ဒါပြင်ကျွန်တော်ဒီဥရောပမျောလင်းခွင့်ဘာညာပေါ့နော်။ဒါမျိုးတွေပါကျွန်တော်ရှိနေရဆိုတော့ Brandford သူ့အိမ်ဝင်လည်းဖြစ်တယ်။နောက်လျှောက်ကျွန်တော်တို့ form လည်းကောင်းနေတယ်။နိုင်ဘွဲလည်းကျွန်တော်ဆက်နေတယ်။ Brandford ကတော့ဝါကျွန်တော်အဖက်ဖက်ကတာနေတဲ့ခြေနေမျိုးနိုင်ပါပဲပေါ့နော်ဆိုတော့ ဒီနေ့ဟန်ကကျွန်တော်ရန်လက်တွေအရင်မပြတ်သားသွားခဲ့ဘူးအရှက်မကွဲခဲ့ဘူးပေါ့နော်ဆိုတော့ဒါကအသင်းအတွက်ကျွန်တော်ဂျင်းနေဆရာပဲဒါတွင်ဒါပြင်ကျွန်တော်မေဆမောင်းတို့လိုသာသမားမျိုးတွေနော်ကိုးရတယ်ပြီးတော့ခနာချိုတို့ဖန်တီးမှုအတွင်းကိုရတယ်အမတ်တရားလိုကျွန်တော်တန်ရာနေပြန်သက်တာမကြသေးဘူးကိုရရမှာဒီဘွယ်မှာကျွန်တော်တို့ဒီအနှုတ်လက္ခဏာစောင်းတဲ့တစ်ချက်ပဲရှိပါတယ်အဲ့ဒါက delete နာသွားတာပါဆိုတော့အချိန်ကြီးကျွန်တော်ဆက်ပြီးစောင့်ကြည့်ကြအောင်တရင်ရရင်ရချင်းကျွန်တော် report လုပ်ပေးပါမယ်ဆိုတော့ဒါကတော့ဒီနေ့ဘွယ်အတွက် profit လုပ်နေဖြစ်ပါတယ်ဆိုတော့ brother တို့ကဘယ်လိုမြင်ကြလဲဒီဘွယ်နဲ့ပတ်သက်ပြီးတော့ ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ် channel ကို subscribe မဲ့သူဆိုလို့ရှိရင် subscribe လုပ်ပေးကြဖို့အားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ် video မှာတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ